အလောင်းမင်္ဂလာပါကျွန်တော်ရဲ့ Lisbon မှာတ냐စာအုပ်ဖတ်ခြင်းစီစဉ် episode 8ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီ episode မှာကျွန်တော်နောက်တစ်ပိုက်ကိုဆက်ပြီးတော့မှဖတ်ပြပါမယ်ကျွန်တော်သတင်းစာကိုဆက်ဖတ်တယ်အတူအထွာသတင်းတွေကြားတယ် Osnar Brett အကြောင်းသတင်းတစ်ပုဒ်ပါလာတယ် Lotta Stressy Blanbor ကအိမ်တလုံးမိလောင်သွားတယ်လို့ရေးထားတယ် ကျွန်တော်မျက်စိထဲမှာအဲ့ဒီလမ်းဟာပြပြပြင်းပြင်းပေါ်လာတယ်။ဒီလမ်းဟာဟက်ကားခေရဲ့အပြင်ဘက်နားကစပြီးမြို့ပြင်ဘက်ထွက်သွားတဲ့လမ်းတလမ်းပဲ။ကျွန်တော်ရင်ထဲမှာအထီးချံဖြစ်သွားတဲ့ခံစားမှုဝင်လာတယ်။ကျွန်တော်စိတ်ဟာထိတ်လန့်ခြောက်ခြားမှုနဲ့ကံညမာကိုပုံပြီးဥပိ္ပခာပြုမှုချားမှာသွားချီပြန်ချီဖြစ်နေတယ်။ဒါပေမဲ့ဒီစိတ်ဟာခဏပါပဲ။ ချက်ချင်းပဲပြန်ပြီးတည်ငြိမ်လာပါတယ်။ကိုကိုကိုလုံခြုံမှုပိုးပြီးချိလာတယ်လို့လို့တော့ခံစားလာရပြန်တယ်။ကျွန်တော်အော့စနာဘရက်ကိုသွားရင်အနေရများလာနိုင်တယ်လို့တွေးမိလာတယ်။အဲ့ဒီမှာဆိုရင်ဟိုးတော်ကခင်မင်ခဲ့တဲ့လူတွေကကျွန်တော်ကိုမမိကြမယ်မဟုတ်လား။ဟိုတယ်တွေကိုသွားရင်ကျွန်တော်အပေါ်အာယုံစူးစိုက်လာမှကျွန်တော်ကြောက်တယ်။ဒါကြောင့်လဲဟိုတယ်တွေကိုချောင်ခဲ့တယ်။ ခီးတစ်ခုအသွားမှာလိုအပ်မယ်လို့ယူဆရတဲ့အတုံးဆောင်ပစ္စည်းနည်းနည်းပါးပါးနဲ့အပေါ်စားလက်ဆွဲတက်တာတလုံးဝယ်လိုက်တယ်။ပြီးတော့မြေထားစီရယ်ကျွန်တော်အနေနဲ့ခုချိန်ထိကျွန်တော်မိမနဲ့ဆက်သွယ်မိအောင်ဘယ်လိုလုပ်ရမလဲဆိုတာမသိသေးဘူး။ကံကိုယုံပြီးပုံထားရတော့မှပဲသူ့အနေနဲ့သူ့မိသားစုစီပြန်နေမလား။ဒါလဲကျွန်တော်အတိအကျမသိသေးဘူး။ မိသားစုတွေကနာဇီပါတီရဲ့ခင်းနဲ့စနစ်ကို အခိုင်အမာယုံကြည်ထောက်ခံနေကြတဲ့လူတွေပြဒါမှမဟုတ်လဲသူနောက်တစ်ယောက်နဲ့အိမ်အောင်ပြုထားသလားအဲ့ဒါလည်းကျွန်တော်မသိဘူးကျွန်တော်အနေနဲ့သတင်းစာတွေဖတ်ပြီးရဲ့နောက်မှာလဲကိုဖတ်ထားတာတွေအပေါ်မှာယုံကြည်စိတ်ချပြီးအတီယူဖို့ကမလွယ်ဘူးအထူးသဖြင့်နှိုင်းချင်တုံ့တက်ကြည့်စရာဘာမှ မရှိတော့ပိုပြီးဆိုးတာပေါ့ ဂျာမနီနိုင်ငံမှာကပြပစာနယ်ဇင်းမှန်သမျှကိုတင်းတင်းကြပ်ကြပ်စင်စာလုပ်နေတယ်မဟုတ်လားမန်စတာရောက်တော့ဈေးစကားတိတ်မကြည့်တဲ့အလဲအလက်ဆင့်ဟိုတယ်တစ်ခုမှာသွားတည်တယ်ကျွန်တော်အနေနဲ့နေခင်းဘက်ဆိုရင်တော့ပိုနာဒီနာကပ်ပြီးအိတ်လို့ရနိုင်ပေမဲ့ညာဘက်မှာတော့အဲ့ဒါလို့အိတ်လို့ကမဖြစ်နိုင်ဘူးမဟုတ်လားအဲ့ဒီတော့ဟိုတယ်မှာဝင်တဲရတဲ့စွမ်းစားမှုတစ်ခုကိုပြုရတော့တာပေါ့ ဘာပဲဖြစ်ဖြစ်ဟိုတယ်တစ်ခုမှာဝင်တဲပြီဆိုရင်တော့ဟိုတယ်ကပလိတ်စီတရင်ပို့ကြရတာရှိပဲလေဒါနဲ့ခမားမန်စတာကိုတိမာပါရောက်ခဲ့ဘူးဒီလားမန်စတာအကြောင်းနည်းနည်းပါးပါးပဲတိပါတယ်ဟုကျွန်တော်ကပြန်ပြောသည်ဖျားရှိခိုးเจ้าတွေအများကြီးရှိတဲ့ရှီဟောင်းမြို့တမြို့မဟုတ်လားဝက်စတာဖေးလီယာစာချုပ်လက်မှတ်ထိုးခဲ့တဲ့မြို့လေး ချက်ဝုတ်ကကောင်းနေသည်ဟုတ်တယ်မန်စတာနဲ့အော့စနာဘရက်မှာ1648ခုနှစ်ကချုပ်ခဲ့တဲ့စာချုပ်ပေါ်နှစ်30စစ်ပွဲအပြီးမှာလက်မှတ်ထိုးခဲ့ကြတယ်လေအခုစာချုပ်ကတော့ဘယ်လောက်ကြာကြာတည်တက်မယ်ဆိုတာဘယ်သူကပြောနိုင်ပါလဲဒီပုံအတိုင်းသွားလို့ကတော့ဘယ်လောက်ကြာကြာခံမလဲဂျာမန်တွေပြင်သစ်ကိုတိုက်ရင်တည်င်းလေးပတ်ပဲကြာမယ် အောင်မွေးရသွားမှာပဲကျွန်တော်တို့ထံစပွဲတို့တယောက်ရောက်လာသည်လူတွေအားလုံးပြန်သွားကြပြီဖြစ်၍စိုင်ပိတ်တော့မည်ဟုလာ၍တတိပေးခြင်းဖြစ်သည် အခုအချိန်ထိဖွင့်ထားတဲ့ဆိုင် တခြားဘယ်နေရာမှာရှိသင့်တယ်ဟု ချက်ဟုတ်ကမေးသည် လစ်ဘွန်မြို့တွင်ညာပိုင်းလှုပ်ရှားမှုများများဆဆမရှိဟုစပွဲတို့ကဖြေသည်သို့တော်လည်းချက်ဟုတ်က တရာကြီးပေးလိုက်သည့်အခါစပွဲထိုးသည်အချိုးတစ်မျိုးပြောင်းသွားသည်အလွန်လှုပ်ဝက်ပြီးဖွင့်ထားတဲ့နေရာတနေရာကိုတော့သူတည်တည်ဟုပြောသည်ထိုနေရာသည်ရုရှားညာကလပ်တစ်ခုဖြစ်သည်အစင်တန်းကတော့တိတ်ကိုမြင့်နေဟုလဲတရင်ပေးသည်ဒါဆိုရင်သူတို့ကငါတို့ကိုဝင်ခွင့်ပေးပါမလားကွာဟု ကျွန်တော်ကမေးသည်ဝင်ခွင့်ပေးမှာပါခင်ဗျာကျွန်တော်ပြောတဲ့အစင်တန်းမြင့်နေဆိုတဲ့စကားက ဲ့ဒီကလပ်ကိုသွားကြတဲ့အမျိုးသမီးတွေကိုပြောတာပါ။ဂျာမန်လူမျိုးတွေလည်းလာကြတယ်။လူမျိုးပေါင်းစုံလည်းလာတဲ့ကလပ်ခမရ။ဘယ်အချိန်ထိဖွင့်တယ်လဲ။ဖောက်တယ်ရှိနေသမျှဖွင့်ထားတာပဲ။အခုလိုညအချိန်ထိဖောက်တယ်တွေအများကြီးရှိနေတာပဲ။အခုလောက်ဆိုဂျာမန်တွေအများကြီးရှိနေပြီ။ဘယ်လိုဂျာမန်မျိုးတွေလဲ။ဘယ်လိုဂျာမန်မျိုးတွေဖြစ်ရမှာလဲ။ဂျာမန်တွေပေါ့။ဝင်ပေါ်တဲ့ဂျာမန်တွေလား။ ဟာဒါပေါ့ဟုပြောကစပွဲထိုးကရည်သည်ကနက်ကဈေးမပေါ်ဘူးဒါပေမဲ့ဧကံဖြောပြေမှုကတိတ်ကောင်းတယ်သူတို့စီရောက်ရင်မင်းတွေကလွတ်လိုက်တာလို့သာပြောဒါဆိုရင် သူတို့ကိုတခြားဘာတွေမှ ပြောနေစရာမလိုတော့ဘူးထုံးစံတိုင်းဆိုရင်တခြားဘာတွေပြောရသေးလဲမပြောရပါဘူးတကားဆောင်က ကလက်အသိဝင်ကပြားတို့ဘာတို့မိတတ်တယ် ဒါလည်းလုံယုံလုံစင်သဘောပါကြားရတာတော့အစဉ်ပြင်းမဲ့ပုံပဲချောကစံတော့ခချင်ပေသည်ကျွန်တော်တို့သည်လေကားမှခပ်ပြေးပြေးစင်းကလမ်းပေါ်ရောက်လာကြသည် အတွင်းဘက်မှညဉ့်ညူတန်များဟောက်တန်များအသက်ချူတန်များကြားနေရသည်နိုင်ငံကူးလက်မှတ်မရှိသောဒုက္ခနှင့်ရင်ဆိုင်နေရသူများပေသည်လမ်းမပေါ်တွင်ကျွန်တော်တို့၏ ရှည်တံများသည်ကျေလောင်စွာထွက်ပေါ်လျက်ရှိသည်မိအောင်ဝမည်ခမားမလန့်မူလားဟုချက်ဟုတ်ကမိသည်လက်နာပေါ်ကျွန်တော်တို့မှာကအခုချိန်ထိအမောင်ချတာတဲ့ဥရောပနဲ့တိတွေ့နေရတော့မဟုတ်လားတစုံတယောက်မေ့ပြီးမပိတ်မိခဲ့တာလို့ကျွန်တော်စိတ်ထဲကအမြဲထင်နေမိရဲ့ဒီမိအောင်တွေကြောင့်လေမြန်တွေရောက်လာပြီးဘုံကျဲလိမ့်မယ်လို့လည်း စိတ်แท้ကထင်နေတော့မင်းကျောက်ကရက်လိုက်သည်လင်းအောင်ဟာဖះသခင်ကကျွန်တော်တို့ကိုပေးထားတဲ့လက်ဆောင်တစ်ခုပါဟုဝမ်းနဲ့တန်ဖြင့်ပြောသည်ဘာကြောင့်ပေးထားသလဲဆိုတော့ဖះသခင်ရဲ့တစုံတစ်ခုသောအရာဟာကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိနေလို့ပဲလို့ထင်တယ်ခုကြတော့ကျွန်တော်တို့ပုံနေကြရတယ်ဘာကြောင့်လဲလို့စဉ်းစားကြည့်တယ်ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ခနာကိုယ်ထဲမှာရောက်နေတဲ့ဘုရားသခင်ရဲ့တစုံတစ်ခုသောအရာကိုတက်ပြစ်နေလို့ဖြစ်မှာပဲကျွန်တော်ပုံမြင်တစ်ခုမှတ်မိနေတယ်ခုကျွန်တော်ကပြောသည်ဘုရားသခင်ကကျွန်တော်တို့လူသားတွေကိုမိသုံးဖို့မပေးခဲ့ဘူးတဲ့နတ်ဘုရားပရောမီသီးယက်ကခိုးလာတာတဲ့ဒါကြောင့်လဲဘုရားသခင်ကသူ့ကိုကြောက်တုံးကြီးတုံးမှာတန်ညုံးနေရှိပြီးလရစာကျွေးခဲ့တာတဲ့ ဒရတကောင်ကသူ့အသေးကိုစားသွားလို့လူတွေမှာအသေးရောင်ယောဂါဖြစ်လာရတာတဲ့။ချက်ဟုတ်ကကျွန်တော်အာဖြတ်ခနေလဲကြည့်သည်။ကျွန်တော်ရေစရာမပြောတော့ဘဲနေလာတာကြာသွားပြီ။လူတွေအနေနဲ့ရေစရာပြောပြီးရေနိုင်လေးလေးအသက်ရွယ်နှုတ်ပြူလေးပဲတဲ့။ဖြစ်ရှင်လဲဖြစ်နိုင်တာပဲဟုကျွန်တော်ကပြန်ပြောသည်။ဒါပေမဲ့တခုတော့ရှိတယ်။ညှော်နှင်းချက်တွေ ထားနေတာနဲ့ဆိုင်ရင်အဲ့ဒီလိုရဲစရာတွေပြောနေရတာကမကောင်းဘူးလားခမားပြောတာမှန်ပါတယ်အင်းခမားအဝေးတနေရာစီကိုထွက်သွားဖို့စ조사နေတယ်ဆိုတဲ့အချက်ကိုကျွန်တော်မေ့သွားတယ်ခမားလည်းအဝေးတနေရာကိုထွက်သွားဖို့조사နေတာပဲမဟုတ်လားချက်ဝကခေါင်းခါတီးကျွန်တော်ထက်ပြီးမ조사တော့ဘူးကျွန်တော်ပြန်မှာခမားဘယ်ကိုပြန်မှာလဲဟုတ်ကျွန်တော်က အောင်အောင်ချင်းကြီးစွာဖြင့်မိမိသည် သူဂျာမနီကိုဒုတိယတစ်ခေါက်ထက်၍ပြန်လိမ့်မည်ဟု၍တော့ကျွန်တော်မထင်ဝန်ပါဒီပီဆိုကိုဒီမှာရက်လိုက်ပါမယ်နောက်တစ်ပိုက်ကို နောက်ပီဆိုမှာဆက်ပြီးတော့မှဖတ်ပြပါမယ်ခင်ဗျာ